မလ28ရက်နေ့ကလှုပ်သွားတဲ့ငလျင်ကြီးအပြီးမှာလူတွေရဲ့ခံယူချက်ကအရင်နဲ့မတူတော့ပါဘူး။အဲ့ဒီတုန်းကဆိုရင်တော့စက္ကန့်ပိုင်းအတွင်းမြေကြီးတွေကရုတ်တရက်ကြီးတုံခါသွားတော့လူတွေအားလုံးကလည်းလန့်ပြီးတော့ဘာလို့ရမ်းမန်းအောင်မှမတီးသွားကြပဲ။အဲ့ဒီအချိန်မှာချီရတဲ့မိသားစုဝင်တွေကိုလည်းဆုံရှုံခဲ့ကြတာပါ။တချို့သောအိမ်တွေတိုက်တွေဆိုရင်လည်းပြိုကျကုန်ပါပြီ။လူတွေကလည်းထောင်ထဲချီပြီးတော့တိတ်ဆုံခဲ့ကြရပါပြီ။အဲ့ဒီလိုမျိုးရဲဆက်တဲ့ငလျင်ကြီးရဲ့အကျိုးဆက်ကတော့လူတိုင်းရဲ့ရင်ထဲမှာနာကျင်စရာအမှန်တရားတွေဖြစ်ကိုကြံ့ရစ်ခဲ့တာဖြစ်ပါပြီ။ ငလျင်ချင်းပြီးသွားတော့တော်တော်များများကကြောက်လန့်တကြားနဲ့ဖရာတရားကိုပို့ပြီးတော့အာကိုလာကြပါ යි ။အရင်ကဖရာကိုတင်မသွားဖြစ်တဲ့သူတွေတောင်အဲ့ဒီအချိန်ကစပြီးတော့နေတိုင်းလိုလိုဖရာသွားပြီးတော့ဆူတောင်းကြ ారి ။တရားစာရီရုတ်ဖက်ပူဇော်ကြ ారి ။ဒါဟာတဘာဝဘေးအနေရဲ့ကြောက်မက်ဖွယ်ရာကိုမြင်တွေ့လိုက်ရတဲ့အတွက်ဘဝရဲ့မမြဲခြင်းကိုသဘောပေါက်သွားပြီးတော့စိတ်ရဲ့ငြိမ်းချမ်းရာကိုရှာဖွေလာကြတယ်လို့ဆိုရမှာဖြစ်ပါ යි ။မိသားစုတစ်ခုဆုံးရှုံးလာရတဲ့သူတွေမှာတော့လော်ကီအပူတွေနဲ့ဝေးရဖျားရိပ်မှာတသက်တာခိုးလုံနေကြပြီဖြစ်ပါ යි ။ တို့အတွက်ကတော့ဘုရားတရားဟာကြံရှိတဲ့ဘဝကိုငြိမ်းချမ်းစွာဖျက်တမ်းဖို့အတွက်ကိုအားကိုးရာတစ်ခုဖြစ်လာခဲ့ပါ යි ။ဆုံရှုံသွားတဲ့မိသားစုဝင်တွေအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်လည်းတို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုလည်းလျော့ချနိုင်မယ်လို့လည်းယုံကြည်ကြတာဖြစ်ပါ යි ။ဒါပေမဲ့လို့တချို့ကြတော့လေထူးဆန်းတဲ့ဘက်ကိုရောက်သွားခဲ့ကြပါ යි ။ငလျင်တန်ကြောင့်ကြောင်းလန့်ပြီးတော့စိတ်ထိခိုက်သွားတဲ့သူတွေကလည်းရှိမှတဘာဝပါပဲ။အဲ့ဒီလိုမျိုးလူတွေတဲကတချို့ကနှက်တွင်အောင်လန်တွေကိုပို့ပြီးတော့ယုံကြည်လာကြပါ යි ။ဒါရီဟာ net တွေရဲ့အမျက်ဒေါသကြောင့်ဖြစ်လာတာလို့ယူဆပြီးတော့ net တွေကိုပူဇော်ပါးတာတဲ့သူတွေလည်းပုံများလာပါပြီ။ အောင်လန်းဆရာတွေဘေးဒင်းဆရာတွေကလည်းအရင်ကထက်ပိုပြီးတော့နေရာရလာကြပါပြီ။တကယ်တော့ဒါဟာကြောက်စိတ်နဲ့စိုးရင်စိတ်တွေကြောင့်မှားယွင်းတဲ့လမ်းကိုရောက်သွားတာမျိုးပဲဖြစ်ပါပြီ။တရိတ်ဆန်တွေကိုအရှင်လက်လက်တက်ပြီးတော့ရစ်ပူစော်တဲ့ဓလေ့တွေကိုပါပြန်ပြီးတော့ပေါ်လာခဲ့ပါပြီ။တကယ်တော့အပြင်းမဲ့တဲ့တရဝါလေးတွေကိုတက်ဖြတ်ပြီးတော့ပူစော်ခြင်းဟာလည်းဘလုံးမနှက်တွေဝါတွေကနှစ်သက်စီမှမဟုတ်ပါဘူး။ဒါဟာလူသားတွေရဲ့ကြောက်ရွံ့မှုနဲ့အယူသီးမှုကိုအခြေခံနေမှားယွင်းတဲ့လုပ်ရက်တစ်ခုသာလည်းဖြစ်ပါပြီ။အဲ့ဒီလိုမျိုးရက်ဆက်တဲ့လုပ်ရက်တွေဟာလည်းလူဖွဲ့စည်းကိုကက်ပီးတွေကိုဖိတ်ခေါ်တလို့သာဖြစ်နေတာပါ။ ဗုဒ္ဓဘာသာရဲ့အထင်ကြီးဆရာတော်ကြီးတစ်ပါးကတော့ငလျင်လှုပ်တာကမိနကားကြီးရဲ့လှုပ်ရှားမှုကြောင့်လို့မိခဲ့တာကြောင့်ရှင်ကြီးသူတွေမယုံကြည်သူတွေကလည်းနှက်ခိုင်းကွင်းနေပြီဖြစ်ပါတယ်။တကယ်တမ်းကတော့အဲ့ဒီအယူဆကလည်းရှေးကလေးကတတော်လေးကိုခိုင်မာခဲ့တာဖြစ်ပါတယ်။ဒီယူဆကဆိုရင်တော့ကဘာမြကြီးရဲ့အောက်ဘက်နေနေတဲ့နေရာတွေမှာအလွန်ကြီးမားပြီးတော့တကူလေကြီးမားတဲ့နဂါးကြီးတွေနေထိုင်ကြတယ်လို့ဆိုကြပါတယ်။ဒီနဂါးကြီးတွေဟာတစ်ခါတည်းကမှပဲသူတို့ရဲ့ခန္ဓာကိုလှုပ်ရှားတာမျိုးလွန်လွန်သွားတာမျိုးတွေကိုလှုပ်တဲ့အခါမှာအပေါ်ကကဘာမြကြီးတစ်ခုလုံးကလည်းတုန်ခါသွားပြီးတော့ငလျင်တွေလှုပ်တယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်။ ဒါပြင်ကိုမှဒီနဂါးကြီးတွေဟာလည်းရေကိုလည်းစိုးမိုးနိုင်တဲ့အင်အားရှိရလို့လည်းယုံကြည်ကြပါတယ်။ဒါကြောင့်မလို့တချို့သောဒေတာတွေမှာဆိုရင်တော့ငလျင်မလုတ်ခင်ရေရင်းတွေကနေရေတွေခန်းချောက်သွားတာရေတွေပပွက်ဆူလာတာမျိုးကိုဒီနဂါးကြီးတွေရဲ့လှုပ်ရှားမှုကြောင့်လို့လည်းယူဆကြပါတယ်။တချို့တွေကတော့နဂါးကြီးတကောင်လည်းရှိရလို့ယုံကြည်ကြတယ်လို့တချို့တွေကတော့နဂါးအများပြားရှိရလို့လည်းယုံကြည်ကြပါတယ်။အောင်းဆရာကောင်းတာကတော့ဆရာတော်အဲ့ဒီလိုမျိုးမိတ်ချပြီးသွားတဲ့နောက်မှာဘာသာမဲ့တွေတိုးလာတာဖြစ်ပါတယ်။တချို့သောသူတွေကဖျားတရားရှိရင်ဘာလို့ဒီလိုမျိုးဖြစ်ဆိုတွေဖြစ်ရတာလဲ။ဆိုပြီးတော့တော့မှ ဘာသာတရားပေါ်မှာတော့မှတန်တရားဝင်လာခဲ့ကြပါတယ်။သူတို့တွေကတော့ငလျင်ဟာဘာသာတရားရဲ့အားနည်းချက်ကိုထောက်ပြလိုက်တယ်လို့ဖြစ်သွားပုံရပါတယ်။ဒါကြောင့်မလို့ဘာသာတရားကိုဆွတ်လွတ်ပြီးတော့လက်တွေ့ကျတဲ့သိပ္ပံပညာအကြောင်းကိုပဲပို့ပြီးတော့စိတ်ဝင်စားလာကြပါတယ်။အခုဆိုရင်တော့အဲ့ဒီဘာသာမဲတွေကဘာသာရေးကမ်းရှမ်းသူတွေကိုပါစော်ကားပုတ်ခတ်နေကြတာဖြစ်ပါပြီ။အဲ့ဒါကတော့စိတ်မကောင်းစရာပဲဖြစ်ပါပြီ။ချီရသူတွေကိုဆုံရှုံထားလို့ဝမ်းနဲ့ကြေကွဲတဲ့သူတွေကိုထပ်ပြီးတော့ဆေးစင်းရေးအောင်လို့လှုပ်တာမျိုးဟာဘယ်လိုမှကိုမကောင်းပါဘူး။ လူတိုင်းမှာကိုယ့်ရဲ့ယုံကြည်ချက်ကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်လို့တခြားသူရဲ့ယုံကြည်မှုကိုလည်းလေးစားဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ငလျင်လှုပ်တုံကမင်းတို့ဖျားဘယ်ရောက်နေလဲဆိုပြီးတော့ဗုဒ္ဓဘာသာကိုမျက်ကွယ်ပြုပြီးတော့တခြားသောဘာသာတွေကိုပြောင်းလဲကိုးကွယ်သူတွေလည်းအများပြားရှိပါတယ်။ထလန်းပညာရှင်တွေကတော့ဒီငလျင်နဲ့အတူဘလူးကတ်တစ်ခုကပါလာခဲ့ပြီးတော့လူအသေးပြောင်းများမယ်။ကေယောဂါတွေဖြစ်မယ်ဆိုပြီးတော့နမိတ်ထုတ်ထားကြပါရည်။ဒီလိုမျိုးယူဆတွေဟာလေလူတွေရဲ့စိုးရိမ်ပူပန်မှုကိုပို့ပြီးတော့ကြီးထွားစေနိုင်ပါရည်။ ဘလူးကဲဆိုတာတကယ်ရှိလားမရှိဘူးလားဆိုတာကိုတက်တည်ပြဖို့ခက်ခဲတယ်လို့ဒီလိုမျိုးအပြောဆိုတွေကြောင့်လည်းလူတွေဟာပို့ပြီးတော့အထက်တလန့်ဖြစ်ပြီးတော့ဖျားတရားကိုကိုးကွယ်မဲ့အစားမှားယွင်းတဲ့လောရက်တွေကိုလုံးမိနိုင်ဖို့ရာဂိုင်နှုန်းပို့ပြီးတော့များလာပါ යි ။ကက်စီနီတာဖြစ်တဲ့အတွက်ကိုဘာသာရေးကိုစော်ကားသူတွေကိုငလျင်ကခေါ်သွားမယ်လို့လည်းပြောနေကြပါ යි ။ကက်စီတာဆိုရင်တော့တည်ဆုံးသွားတဲ့တဲကအပြစ်မရှိတဲ့ယဟန်တန်ကာရီနဲ့ကလေးတငယ်တွေကိုရောဖျားကကောက်ကွယ်မပေးခဲ့ဘူးလားဆိုပြီးတော့ဝေခွဲရခက်စီတဲ့မိကုန်တွေလည်းရှိနေစေပါပဲ။ တကယ်တော့ငလျင်တစ်ခုလှုပ်သွားတာဟာလူဖွဲ့စည်းတစ်ခုလုံးကိုနှီးမျိုးစုံနဲ့တက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ကြောက်ရွံ့မှုဝန်နဲ့မှုနောင်တရမှုတွေနဲ့အတူဘာသာတရားပေါ်မှာယုံကြည်မှုတွေကလည်းပြောင်းလဲသွားကြတာသဘာဝကျပါပြီ။အဲ့ဒီလိုမျိုးအခြေမျိုးမှာစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့အမှန်တရားကိုရှာဖွေဖို့ကအရေးအကြီးဆုံးပါပဲ။ဘာသာတရားကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေလူသားဆန်တဲ့အပြုမှုတွေနဲ့အားပေးကူညီခြင်းကသာအဓိကကျတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။မိတ်ဆွေတို့ကရောဘလို့ထင်မလဲကိုမန့်လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။